မင်္ဂလာပါရှင်ကျမရွှေခွတ်ပါဒီကနေ့မှာတော့ငဖေကျော်ကိုကြကြထားလဲမမသွားစီရဲ့ငဖေကျော်စီစီအီထူထူလေးလုံကြီးလေးကိုမျှဝေတော့မှာဖြစ်ပါတယ်ရှင်ပြည့်နေငဖေကိုစုံနေထည့်ပြီးထောင်းစရာမလိုဘူးเนาะအရင်ဆုံးငဖေလေးကိုစားရတာဂျင်းစက်တံဖြူထောင်းပြီးတော့ထည့်မယ်ဆနွေးနေငင်ထည့်မယ်ပြည့်တော့မပောင်းဖြစ်ကရေသန်းအနေငယ်ထည့်ပြီးပါမယ်ပြီးတော့ဒီငဖေပေါ့နော်ငါငက်ပြားလေးအနေငယ်လေးထည့်ပေးပါမရှင်။ရတာအားလုံး တမတော်အောင်ခုလိုမျိုးလေးငဖဲကိုအရင်ဆုံးအရသာတွေနေလိုက်ပါမယ်ပြန်တော့စုံလေးကိုမထဲတော့ဘဲနဲ့ကျမတို့ဒီစတီးစလုံးထဲမှာပဲပေါ့နော်စတီးစလုံးကျဲကျဲသူမဟုတ်စနီလုံးမျက်နှာပြင်တစ်ခုပေါ်မှာတင်ပြီးတော့ပေါက်ပါမယ်ငဖဲကိုပေါက်တဲ့အခါမှာလက်ကိုငံပြာရည်နဲ့ရည်နဲ့ရောထားတဲ့ရည်ကိုစွတ်ပြီးတော့ငဖဲကိုပေါက်ပေးပါမယ်နော်အဲ့လိုစွတ်ပြီးတော့ပေါက်ပေးစရာဖြင့်လက်မှာကတ်တာတတ်တာစီပါတယ် ပြီးတော့အချိန်အများကြီးပေါက်စရာမလိုငဖေကကြကြထုလေးထောင်းလေးမာလီဖြစ်တဲ့အတွက် စီးထွေးသွားပြီဆိုရင်ရပါပြီနော်ရလာတဲ့ငဖေလေးတွေကိုအလုံးအပြားစသဖြင့်တိုက်နှစ်သက်ရ လုံးပါမယ်ပြီးတော့စီးထည့်ထားတဲ့ကြော်မဲဥရင်မှာစီးထည့်ပေးမယ်နော်ငဖေလေးစီးထည့်မယ်ပြီးရင်ရေလေးလေးငယ်ထည့်ပြီးတော့ဖုံးအုပ်ပြီးတော့မြည်အလေအလံနဲ့စတင်ပြီးတော့ကြော်ပါမယ်နော် အဖုံးမဖွင့်သေးဘူးเนาะရေကုန်သွားမှကျွန်တော်တို့ဖုံးခွင့်ပါမယ်ရေကုန်သွားပြီဆိုရင်တော့ဖုံးခွင့်လိုက်ရင်ငဖေးကအခုလိုအနေထားလေးရနေပါပြီเนาะဒါလေးကိုတစ်ဖက်နင်းငယ်ဒါပွာလာပြီဆိုရင်တစ်ဖက်ကိုလှမ်းပေးပါမယ်ဒီနည်းလေးကစီလေးအများကြီးမကုန်ဘူးပြီးရင်ငဖေးကလည်းကြော်ပြီးသွားတဲ့အခါမှာဂျက်ခဲကြီးမဖြစ်ဘဲနဲ့ပျော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 ့လေးနဲ့စားကောင်းစေပါတယ်เนาะကဲခုလိုအားလုံးဖောင်းသွားပြီညနေခင်းနှစ်ခုလုံးလေးဖောင်းသွားပြီဆိုရင်တော့ငဖေးကချက်ပါပြီเนาะ ဒါဆိုရင်တော့ငါဖေကျော် EE 2360ရပါပြီရှင်